အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ reversible chemical chain reaction တစ်ခုဖြစ်တဲ့ copper sulfate လေးကို အပူပေးပြီးတော့မှ reaction လေးတစ်ခုပြုလုပ်ပြသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့အခုဆိုရင်တော့ copper sulfate pentahydrated ကလေးကိုမိတိုင်း separated ထည့်ထားတဲ့ spray banner လေးနဲ့အပူပေးပြီးတော့အပူပေးကြည့်မှာဖြစ်ပါတယ်ရှင် ခုအပူပေးတဲ့အခါမှာတော့ copper sulfate နဲ့လေထဲမှာရှိတဲ့ oxygen နဲ့ react ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ရှင်။အဲ့တော့ react ဖြစ်သွားတဲ့အချိန်မှာတော့ copper sulfate မှာရှိနေတဲ့ pentahydrate ကလေးကဒီဘဘိုရိတ်ဖြစ်ပြီးတော့မှအခုဆိုရင်တော့ anhydrase copper sulfate လေးစတင်ဖြစ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ a hydrate copper sulfate လေးကိုဘယ်လိုသိနိုင်လဲဆိုရင်အခု blue copper sulfate လေးရဲ့အယောင်ဒီအပူပေးကြည့်လိုက်တဲ့အခါမှာအဖြူရောင်ဖြစ်စတင်ပြောင်းလဲတာကို တွေ့ရမှာဖြစ်ပါတယ်ရှင်။သေချာကြည့်မယ်ဆိုရင်တော့အခုကင်ထားတဲ့ boiling juice ကလေးမှာ boiling juice ရဲ့နံရံလေးရဲ့မှာ water vapor လေးတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အဲ့တော့အခုလို copper sulfate လေး hydrated copper sulfate လေးကိုအပူပေးလိုက်တဲ့အခါမှာ crystallization ဖြစ်နေတဲ့ဒီ copper sulfate ထဲမှာပါတဲ့ water လေးတွေဒီအပူပေးခြင်းကြောင့်မလို့ anhydrase ဖြစ်လာတာလေးကိုတဖြည်းဖြည်းမြင်ရမှာဖြစ်ပါတယ်အဲ့တော့ chemical reaction နေနဲ့ပြောမယ်ဆိုရင် copper sulfate လေးသည့် oxygen နဲ့ reaction ဖြစ်တဲ့အခါမှာ ဆာဖာရိုင်းအောက်ဆိုက်လေးနဲ့ကောပါပရိုဒက်လေးထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ reversible chain အရအခုရရှိလာတဲ့ anhydrase ကောပါဆာဖိတ်လေးကိုခဏအေးခံပြီးတော့မှ reversible ဖြစ်မဲ့ဖြစ် water လေးပြန်ပြီးတော့မှလောင်းကြည့်ပါမယ် အခုဒါဆိုရင်တော့ anhydrous scorpus ဖိလေးပါအဲ့ဒီတဲကို water လေးထည့်ကြည့်ပါမယ်အဲ့တော့ water လေးပြန်ထည့်လိုက်တဲ့အခါမှာတော့ blue color ဖြစ်တဲ့ copper sulfate လေးပြန်ရရှိတာကိုတွေ့ရမှာဖြစ်ပါတယ်ရှင်အခုဒါဆိုရင်တော့ဒါဒီ reversible chemical chain လေးဖြစ်သွားတာကို experiment လေးပြသွားတာဖြစ်ပါတယ်ရှင်ကြည့်ရှုပေးတယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်